ပင်လေစိတ်ကန်းတစ်ခုမှာမိသားစုတစ်ခုကသူတို့ရဲ့သမီးလေးနဲ့အတူတူပျော်ရွှင်စွာရေဆော့နေကြပါတယ်။သူတို့တွေအိမ်ကိုပြန်ကြတဲ့အခါမှာ စာကာကသူ့ရဲ့ခင်မုန်းနဲ့အတူတူစကားတွေပြောရင်းနဲ့ကားအစည်းအဝေးတစ်ခုနဲ့ကြုံတွေ့လိုက်ရပါတယ်။ဒီအစည်းအဝေးကြောင့်ပဲတန်ချောင်းတွေနဲ့ထိုးမိပြီးတော့ခင်မုန်းရောသမီးပါတခါလေးတည်ဆုံသွားခဲ့ပါတယ်။စာရာကလည်းတင်ဟပြင်းထန်ရခဲ့ပြီးတော့သူ့ရဲ့သမီးလေးအတန်ကြောင့်ပြန်နိုးလာတဲ့အခါမှာသူမရဲ့အနောက်ကိုအဲ့ဒီအချိန်မဲကြီးကလိုက်ပြီးတော့နှောက်ယှက်နေပါတယ်။ ဆာရာရဲ့အခြေဆုံးတငယ်ချင်းဘက်ကတော့တမီးနဲ့ကေမွန်ဖြစ်သူတည်ဆုံသွားပြီဖြစ်ကြောင်းပြောပြီးတော့ဆာရာကိုနှစ်သိမ့်ပေးနေပါတယ်။တနေ့ကြတဲ့အထိငူဝန်ငန်ဖြစ်နေတဲ့ဆာရာကိုသူမရဲ့တငယ်ချင်းတွေနဲ့အတူတူစိတ်ပြေလက်ပြောင်းဖြစ်လိလာရီခီထွက်ဖို့ခေါ်လာခဲ့ပါတယ်။ဂျူနိုဆန်ဘက်ကားဆိုတဲ့မိန်းကလေးတငယ်ချင်းတွေကဆာရာအကြောင်းတွေကိုပဲပြောပြထားလို့သိခဲ့ကြတဲ့အတွက်ဆာရာကိုလည်းလိုက်လိုက်လေလေကြိုးဆိုကြပါတယ်။ဒီနေ့သူတို့ရဲ့ခီးမှာဟော်လီဆိုတဲ့မိန်းကလေးအစ်စ်ကလည်းပါဝင်มาဖြစ်ပြီးတော့သူတို့ရဲ့လိလာရီခီကိုပျော်ပျော်ရွှင်ရွှင်ဖြတ်တန်းလာကြပါတယ်။ ဟော်လီကတော့စွန်စားမှုတွေကိုသဘောကျတဲ့လူတစ်ယောက်ဖြစ်နေတော့မနှက်ပြန်ခီးစင်မှာနိုင်ငံသားခီးသွားတွေစိတ်ဝင်စားကြတဲ့ဘိုရန်လိုင်းကူကိုသွားကြမယ်လို့အကြံပေးပါတယ်။ညရောက်တဲ့အခါမှာတော့ဆာရာကသူ့ရဲ့အိမ်မက်ဆိုးကြီးတစ်ခုကိုတက်မှတ်ပြီးတော့သူမရဲ့မျက်နှာရှိကိုတန်ချောင်းတွေရောက်လာတဲ့ဆိုတဲ့အဖြစ်အပျက်ကအခုတိုင်အောင်သူမကိုနှောက်ယှက်နေခဲ့တာဖြစ်ပါတယ်။မနေ့စောစောမှာမိန်းကလေးတွေကခီးသွားဖို့တွေကိုပျော်ပျော်ရွှင်ရွှင်ပြင်ဆင်နေကြပြီးတော့မသွားခင်မှာသူတို့တွေကတက်မုံရိုက်ခဲ့ကြပါသေးတယ်။ ဒီလိုနဲ့တပွဲလုံးကတောထဲမှာရှိတဲ့ဘိုရန်လိုက်ကူစီကိုဥတီခဲ့ကြပါတယ်။တောထဲကအိမ်လေးတွေကိုအစောဆုံးရောက်နေတဲ့ဂျူနိုကလိုင်ဝေချောင်းကိုတေးချလေးစုံစမ်းထားပါတယ်။သူတို့တွေ့နေတဲ့မြေကျော်ကြီးတစ်လျှောက်ကနေအပေါ်ကိုတက်ပြီးတာနဲ့ဘိုရန်လိုက်ကူကိုရောက်ပြီမဲ့ကားလန်လုံးဝမရှိကြောင်းသိလိုက်ရတော့တပွဲလုံးကလိုအပ်တဲ့ပစ္စည်းတွေကိုတဲယူပြီးတော့မြင့်အထက်ကိုဆန်တက်လာကြပါတယ်။လန်တဲ့ရှောက်မှာသူတို့တွေစောင့်ထင်းရမယ့်စီကံချက်တွေကိုပြောနေရင်းနဲ့ထိုင်းလန်နဲ့အမြင်ကွင်းတစ်ခုကိုတွေးလိုက်ရပါတယ်။ဒါပေမဲ့ဒီတော့ကြီးထဲမှာ လူမရှိတဲ့အကြောင်းမဲ့ဖွေရာတရိษံအသေးကောင်းတွေကိုမြင်တွေ့လိုက်ရလို့ဖြစ်ပါတယ်။နောက်ဆုံးဘိုရန်နိုင်ကူကိုရောက်ပြီးတော့ကျိုးတွေကိုတေးသေးချာချာချိန်အောင်ပြီးတဲ့နောက်ဂျူနိုကအရှိဆုံးအဖြစ်အရင်ဆင်းသွားပါတယ်။သူတို့အားလုံးခက်ခက်ခဲခဲတလဲစီဆင်းလာပြီးတဲ့နောက်နိုင်ကူကြီးရဲ့အတွင်းဘက်အလားတရားကိုမြင်တွေ့လိုက်ရပါတယ်။ဂျူနိုကဒီနေရာမှာသွေးတွေနဲ့ကုတ်ချစ်ထားတဲ့လက်သေးရာတစ်ခုကိုအမတ်မထင်တွေ့လိုက်ရပါတယ်။ဒါပေမဲ့သူမကဘသူ့ဘုံမှမပြောဘဲနဲ့အထဲကိုလိုက်ပတ်ကြည့်နေတော့တင်းငယ်တဲ့ကူတစ်ခုကိုတွေ့သွားပါတယ်။အဲ့နောက်သူတို့အားလုံး ီကူတဲကိုဝင်သေးမဝင်သေးဆုံးဖြတ်လိုက်ပါရယ်အားလုံးရဲ့သဘောတူညီချက်အရအဲ့ဒီကူပေါက်တဲကိုဝင်ပြီးတော့လေ့လာဖို့ဖြစ်လာခဲ့ကြပါရယ်အတင်ရဲနှုန်းနဲ့ဟော်လီကတော့အရှိကနေဥဆောင်ပြီးတော့အနေရရှိမရှိသွားကြည့်လိုက်ပြီးတဲ့နောက်ဒီတခါမှလည်းအားလုံးစောစောရှူရှူနဲ့ကူအတွင်းထဲကိုအောင်မြင်စွာဝင်ရောက်နိုင်ကြပါရယ်အတွင်းဘက်ကူထဲမှာရေတကွန်တေးတေးလေးတွေနဲ့တူအေဂျင့်တာယာနေတော့သူတို့အတွက်ပင်ပန်းရာကျိုးနှက်ခဲ့ပါရယ်စွန်စားကလေးကလေပင်ပန်းလာတော့နေလေစာတွေကိုအဲ့ဒီမှာစားဖို့အတွက်ပြင်ဆင်ကြပါရင် စားတော့ပြီးတော့ခဏနားနေကြတော့ဂျူနိုကစာရာကိုဖြည့်ခဲ့သမျှအတွက်စိတ်မကောင်းပါဘူးလို့ပြောပြီးတော့နှစ်သိမ့်ပေးနေခဲ့ပါတယ်။သူတို့တငယ်ချင်းတွေအားလုံးဒီလိုစွန်စားကန်ခီးထွက်လာတာကလည်းစာရာအတွက်အထောက်အကူဖြစ်စေဖို့လာတာဖြစ်ကြောင်းသူမကိုပြောကြားလိုက်ပါတယ်။အဲဒီနောက်တော့စာရာကသူ့အတွက်ဝေစုအစားအစာတချို့ကိုယူလိုက်ပြီးတော့အစားစားခြင်းစိတ်မရှိသေးတော့ဘေးနားကိုပတ်ပြီးတော့ကြည့်တဲ့အခါမှာနောက်ထပ်အံ့ဩစရာကောင်းတဲ့အပေါ်တစ်ဖောက်ကိုထပ်မံတွေးလိုက်ရပါတယ်။သူတို့ရဲ့ထုံးစံတိုင်းပဲအားလုံးတိုင်းပင်လိုက်ကြပြီးတဲ့နောက်မှာတော့ ဒီအပေါ့ဝါတွေကိုဝင်ဖို့အတွက်ဆုံးဖြတ်ချက်ကြားလိုက်ကြပါတယ်။စာရကတော့သူဖတ်ထားတဲ့ဘိုရန်လိုက်ကူအကြောင်းနဲ့မှဒီလိုအပေါ့တွေမပါဝင်တာသိတော့ဂျူနိုကိုမသွားချင်ဘူးလို့တောင်းဆိုပေမဲ့ဂျူနိုကစာအုပ်တွေဆိုတာအမြဲတမ်းမမှန်နိုင်ဘူးလို့ပြောပြီးတော့ကူရဲကိုဆက်သွားခဲ့ပါတယ်။သူတို့ဟာအပေါ့တဲကိုတရိပ်ရိပ်ဒိုးလာခဲ့ကြပေမဲ့ကြောက်ကြောက်လန့်လန့်နဲ့ဝင်လာတဲ့စာရအလေးချာမှာအပေါ့ဝါမှာညက်နေပါတော့တယ်။တငယ်ချင်းဘက်ကစာရကိုအသက်ပုံမှန်ရှူပြီးတော့စိတ်အေးထားဖို့အားပေးနေပေမဲ့အသက်တောင်ဝအောင်မရှူနိုင်ဖြစ်နေတော့ ဘက်ကအနောက်ကိုပြန်လှည့်ပြီးတော့အတမ်းများသည်လိုမျိုးတဖြည်းဖြည်းဖြည်းပြီးတွင်းရင်တော့ရမှာပါလို့အကြံပေးလိုက်တဲ့ခါမှာဆာရာကတော့ဒီကြံနိုင်လို့ကြည့်တော့ညနေရကနေလွတ်မြောက်သွားခဲ့ပါတယ်လွတ်မြောက်သွားပြီးတော့မကြခင်မှာပဲအနောက်ကိုလှည့်ကြည့်လိုက်တော့ရုတ်တရက်ဆိုသလိုကူပေါက်ကတဖြည်းဖြည်းနဲ့ပြိုကျတာကိုတွေ့လိုက်တော့နှစ်ယောက်စလုံးကအလင်းမြန်ထွက်ပြေးကြရပါတယ်ကူပြိုကျမှုကြောင့်သူတို့တွေရဲ့ပတ်ဝန်းကျင်တစ်ခုလုံးကပုံမုတ်တွေနဲ့ပိတ်မိသွားခဲ့ပါတယ်ဘက်ကဒီဘိုရန်လိုင်းကူတင်းမှာထွက်ပေါက်သုံးမှုရှိကြောင်းဂျူနိုကိုပြောလိုက်ပါတယ် ဂျူနိုကတော့ပန်းမေးကြောက်ကိုပြန်မဖြေဘဲနဲ့တကယ်တော့ငါကဒီလိုင်းကိုအကြောင်းမသိဘူးဒါကပိုရန်လိုက်ဘူးလဲမဟုတ်ဘူးဒါကဘယ်သူမှမဝင်ဘူးလို့နာမည်မပေးရသေးတဲ့လိုင်းကိုအစ်စ်ပါလို့အားလုံးရှေ့မှာဝေခံလိုက်ပါတယ်ဂျူနိုရဲ့စကားကြောင့်အားလုံးကထိတ်လန့်သွားပြီးတဲ့နောက်နောက်ကြောင်းပြန်ဖို့အတွက်ကလည်းလမ်းကပိတ်ပြီးသွားမလို့ရရုပ်တဲတဲဖြစ်ကုန်ကြပါပြီဒါပေမဲ့ဒီချိန်အားလုံးစိတ်ဝမ်းကွဲနေရမယ့်အချိန်မဟုတ်တော့ထွက်ပေါက်တစ်ခုခုတော့ရှိမှာပါလို့ပြောပြီးတော့အရှိကိုပဲခီးဆက်ခဲ့ကြပါတယ်လမ်းဆုံးတဲ့အခါမှာတော့သူတို့ရဲ့ မိကြီးတောင်ထိုးမပေါက်တဲ့အ내ရှိတဲ့ကြောင်ကြီးတစ်ခုကိုတွေးလိုက်ရပြီးတော့ဒီလမ်းကိုဖြတ်ဖို့အတွက်ကြိုးတန်းတစ်ခုလုပ်ဖို့လိုအပ်ပါတယ်။ဒါပေမဲ့ယူလာတဲ့ကြိုးတိတ်ကဆာရာညံ့နေတုန်းကကြံနေတာကြောင့်ရှိတဲ့ကြိုးနဲ့ပဲရှေ့ကိုဆက်ဖို့ဆုံးဖြတ်ပြီးတော့ရှေ့ဆုံးကဟော်လီကခက်ခက်ခဲခဲပဲကြိုးတစ်ခုဖန်တီးပေးခဲ့ပါတယ်။တယောက်ပြီးတယောက်ဖြတ်တန်းလာပြီးတဲ့နောက်မှာတော့နောက်ထပ်လေကြောက်တွေရှိနိုင်သေးတော့ဂျူနိုကဒီကြိုးတွေကိုမထားခဲ့ဘူးပဲပြန်ဖြုတ်ဖို့စူးစမ်းခဲ့ပေမဲ့သူ့ရဲ့အလေးချိန်ကိုထိမနိုင်တော့တဲ့ကြိုးကပြတ်ကျပြီးတော့ ကျွန်တော်ကတောင်းဆောင်နဲ့ပြင်းပြင်းထန်ထန်ဆိုင်မိသွားပါတယ်။ကံကောင်းစွာနဲ့အားလုံးကကျိုးကိုဆွဲထားခဲ့လို့အောက်တီပြုတ်မကြပဲနဲ့အပေါ်ကိုပြန်တက်နိုင်တဲ့အပြင်သူတို့ပြည်စီမဟုတ်တဲ့အခြားလက်ကံဝင်တစ်ခုကိုပါတွေ့ရမှာလို့သူတို့အတွက်မျှော်လင့်ချက်ကပိုရှိလာကြပါတယ်။ဒီလိုနဲ့သူတို့ကခရီးထက်ဆက်ခဲ့ကြရင်ကဦးမင်းတစ်ခုကိုအရောက်အမေယုံစီနဲ့ရေးချေထားခဲ့တဲ့ပုံတစ်ခုကိုသူတို့အားလုံးတွေ့လိုက်ရပါတယ်။ပုံရဲ့အတိတ်ပဲကတော့ဒီကူပေါက်ကြီးမှာအပေါက်နှစ်ခုရှိတယ်မို့လို့သူတို့တွေသာအရှိကိုဆက်သွားနိုင်ရင်ထွက်လန်းကိုတွေးမှာပဲဖြစ်ပါတယ် သူတို့ကကိုနှစ်ခုကိုတွေးလိုက်ရပြီးတော့မိတော့ကိုလာတိုက်ခတ်တဲ့လေတို့ကြောင့်ပဲချွန်းလန်းကိုတွေးပြီးထင်းသွားတဲ့ဟော်လီကတော့ခက်ပြက်ပြက်ပြေးသွားခဲ့ပါတယ်။အားလုံးကဖြည်းဖြည်းသွားဖို့ဂတိပေးခဲ့ပေမဲ့စကားနားမထောင်တဲ့ဟော်လီကအသွားနေရင်းနဲ့ကြောက်တခုကိုချောချသွားခဲ့ပါတယ်။ဂျူနိုကဆွဲတင်မှုစ조사ပေမဲ့နောက်ဆုံးမှာဟော်လီကလည်းအောက်ကိုပြုတ်ကျပြီးတော့အယိုးကျူပြီးတော့ထိခိုက်သွားပါတယ်။အားလုံးကဟော်လီကိုကယ်ဖို့အတွက်အောက်ကိုလိုက်စင်းရင်းနဲ့ဆရာဝန်လောင်ဆန်းက ရှေးဟူသူနာပြုစုနေတိုင်းကုပေးပြီးတော့ဟော်လီကိုတယောက်တလဲစီတဲခဲ့ဖို့စ조사လိုက်ပါတယ်။တရွေ့ရွေ့အရှိကိုရောက်ရောက်လာတဲ့မိန်းကလေးတစ်ခုကတနေ့ရမှာထောင်ပေါင်းများစွာနဲ့အယိုးစုတွေကိုတွေ့ရပြီးတော့အဲ့ဒီထဲကလူပုံတရံအကောင့်တစ်ကောင်ရှိတာကိုစာရာကတွေ့သွားပါတယ်။အားလုံးကလည်းပါလာတဲ့ကင်မရာနဲ့အဲ့ဒီကောင်ကြီးကိုခြေရာခံလိုက်ချပြီးတော့သူတို့တွေတတိမထမိခင်မှာအမြန်ဆုံးပြေးဖို့ဆုံးဖြတ်ပေမဲ့သူတို့ရဲ့အတန်နဲ့အတူဘာမှမသိတဲ့အကောင်ကြီးကဟော်လီကိုစပြီးတော့ကိုက်ဖြတ်လိုက်ပါတယ်။ ဂျွန်နိုကဟော်လီကိုကယ်တင်ဖို့အတွက်တရဝါကြီးကိုပြန်ပြီးတော့တိုက်ခိုက်ခဲ့ပေမယ့်ဟော်လီကတော့ဒီကောင်ကြီးရဲ့လက်ချက်နဲ့တေဆုံးသွားခဲ့ပါတယ်။ဂျွန်နိုကတော့သူ့ရဲ့ဓာတ်နဲ့တရဝါကြီးကိုတိုက်ခိုက်တပ်ဖို့ပြီးတဲ့အချိန်မှာတော့အနောက်ကနေဘက်ကရောက်လာတာကိုအခြားတစ်ကောင်ထင်ပြီးတော့ဂျွန်နိုကခုတ်လိုက်ပါတယ်။တကယ်တော့သူတတ်မိလိုက်တာဟာဘက်ဆိုတာကိုတီးသွားတဲ့ဂျွန်နိုကတော့အထိတ်အထိတ်လန်းလန်းနဲ့ဖြစ်နေခဲ့ပြီးတော့တခြားသူတွေမသိခင်မှာဘက်ကိုတယောက်တည်းပြစ်ထားခဲ့ပါတယ်။ အားလုံးကလူစုကွဲသွားပြီးတော့ဆန်နဲ့အရိကဘာကတပွဲဖြစ်ပြီးတော့သူတို့နှစ်ယောက်လုံးရဲ့ဘက်ထရီတွေကကုန်သွားတာကြောင့်ရှိတဲ့မီးကြီးနဲ့သာခီးဆက်ခဲ့ပါတယ်။ဘေးရင်လွှားရင်းနဲ့တွင်းအောက်ကိုချသွားတဲ့ဆာရာကသူနိုးလာတဲ့အခါမှာကင်မရာရဲ့နိုင်မှုနဲ့ဖွေးချိန်လိုက်တော့ထိတ်လန့်သွားရပါတယ်။အကြောင်းကတော့တရဝါတွေကဟော်လီရဲ့အလောင်းကိုစားတောင်းနေတာတွေ့လိုက်ရပါတယ်။သူကကြောက်ပြီးတော့អော်လိုက်တဲ့ခါမှာတរဝါတကောင်ကသူ့စီကိုအလေးမြန်ရောက်လာတော့သူမအသက်ရှူတော့မှသွားခဲ့ရပါတယ်။ဒါပေမဲ့လည်းဒီတរဝါကြီးကသူမကိုဘာမှမလုပ်ဘဲနဲ့လှည့်ထွက်သွားတော့ ီကောင်တွေဟာအတန်းကိုသာအာယုံခံနိုင်ပြီးတော့အမြင်အာယုံချုံရင်းတာကိုသူမှသိလိုက်ရပါတယ်။တပတ်ကဆန်နဲ့ရေဘာကာကလည်းသူတို့ရဲ့အရှိကလမ်းတွေအကုန်လုံးကိုသွားနေကြရင်လည်းအဲ့ဒီဒူးဆန်းတဲ့ကောင်ကြီးနဲ့ထိတ်တိုက်တွေ့ပြန်ပါတယ်။သူတို့နှစ်ယောက်ကအတန်းမထွက်အောင်ငြိမ်ငြိမ်လေးနေနေကြတဲ့အချိန်မှာအကောင်ကြီးရဲ့တိုင်ရင်မရှိတဲ့မျက်စိကိုတွေ့ပြီးတော့ဒီကောင်တွေကမျက်စိမမြင်နိုင်ဘူးဆိုတာသိလိုက်ရပါတယ်။ဒီကောင်ကြီးကတော့တဖြည်းဖြည်းနဲ့ဝေးကိုထွက်သွားတဲ့အချိန်မှာဆန်ရဲ့လက်ထဲကနိုင်ကအတန်းထွက်လာခဲ့ပါတယ်။ ဒီအတန်းကြောင့်အကောင်ကြီးကလည်းပြန်လဲလာတဲ့အချိန်မှာစံကအမြန်ပေးနိုင်ကိုချွတ်ပြီးတော့လွှင့်ပြလိုက်ပါတယ်။ဒီနိုင်ရဲ့အတန်းကိုကြားလိုက်တဲ့ဂျူနိုကတော့စံတို့ကိုအော်ပြီးခေါ်နေခဲ့တာကြောင့်အကောင်တွေကဂျူနိုစီကိုပြန်ပြီးတော့သွားချပါတယ်။တစ်ဖက်ကဆာရာကလည်းဟော်လီရဲ့ခန္ဓာကိုယ်ပေါ်ကလိုအပ်တဲ့ပစ္စည်းတွေကိုတည်ပြီးတော့တယောက်တည်းထွက်ပေါက်ကိုရှာဖို့စူးစမ်းနေပြီးစံနဲ့ရေဘကာကလည်းထွက်ပေါက်ကိုစူးစမ်းရှာနေကြပါတယ်။စံတို့ရဲ့အရှိမအကောင်ကြီးကရှောင်းတခင်တိုက်ခိုက်တာကြောင့်သူတို့နှစ်ယောက်ထိတ်လန့်နေတော့အနောက်ကနေဂျူနိုကသူတို့ကိုဝန်ခဲ့ပေးလိုက်ပါတယ်။ ဘန်နဲ့ဟော်လီကတည်ဆုံသွားပြီဖြစ်ပြီးတော့ဒီလက်တစ်ချောင်းမှာလမ်းပြမြေပုံကိုတွေးခဲ့တယ်လို့ဂျူနိုကပြောလိုက်တဲ့အခါမှာသူတို့အတွက်ထပ်ပေါက်ကိုရောက်ဖို့အခွင့်အရေးဖြစ်လာပါတယ်။ဇနစ်ရေဘကာကတော့ထရလန်ကိုရောက်ဖို့အတွက်အမြန်သွားရအောင်လို့ပြောနေကြပေမဲ့ဂျူနိုကတော့ဆာရာမပါလို့မသွားဘူးလို့ညင်းပြီးတော့ဆာရာကိုပြန်ချမယ်လို့ပြောပါတယ်။တစ်ဖက်ကဆာရာကလည်းဘေးရခဏကိုတွေးပြီးတော့ဘက်ကမတည်သေးပဲငါကျေမှုကိုအန်တုနေတာတည်လိုက်ရပါတယ်။ ဘက်ကသူ့ကိုဒီလိုဖြစ်အောင်လုပ်တဲ့သူကဂျူနိုလို့ပြောပြနေခဲ့ပြီးတော့ဂျူနိုနဲ့ဝေဝဲနေဖို့မှပြီးတော့ဂျူနိုရဲ့အဆွဲကြိုးလေးကိုပေးလိုက်ပါရင်ဆာရာထွက်မသွားခင်မှာသူ့ရဲ့ဝေဒနာကိုဆက်ပြီးတော့တီးမခံနိုင်တော့လို့ဆာရာကိုသူ့ကိုအဆုံးသတ်ပေးဖို့တောင်းဆိုခဲ့ပါရင်ဆာရာကယင်နာနာနဲ့ဘက်ကိုနောက်ဆုံးချိန်စကားပြောပြီးတော့ထွက်တဲ့လေးကိုအဆုံးသတ်လိုက်ပါရင်သူတို့အနာကိုအနံ့ခံပြီးရောက်လာတဲ့အကောင်ကိုလည်းဆာရာကတခါလေးရှင်းပြလိုက်ပါတယ်။အဲဒီနောက်တော့ဒေါသထွက်နေတဲ့ဆာရာကတွေးသမျှအကောင်တွေကိုရှင်းပြနေရင်ဂျူနိုတို့ကိုတွေးဖို့လိုက်ရှာနေခဲ့ပါတယ်။ ကျွန်တော်တို့ကလည်းနောက်ကျောင်းပြန်လှည့်ပြီးတော့ဆာရာရှိခဲ့ပေမဲ့ဆာရာကတော့အကြောက်ကြီးကိုကူးတဲ့ကြိုးတန်းပေါ်မှာအကောင်တွေရဲ့လက်ချက်နဲ့တည်ဆုံသွားရပြီးတော့ရေပကားကိုလည်းအကောင်တွေရဲ့အစွဲခေါ်ခြင်းကိုခံလိုက်ရပါတယ်။ဂျူနိုကတယောက်ထဲရောက်ရပေါက်ရရှောက်လာပြီးတော့ကြောက်တဲ့ကိုပြုတ်ချပြီးအပေါ်ကိုပြန်တက်တော့ဆာရာနဲ့အဆုံတွေ့လိုက်ရပါတယ်။ဆာရာကတော့ဘာကြောင့်ဘက်ကိုတက်လိုက်တာလဲလို့ဝမ်းနေနေနဲ့မေးလိုက်ပါတယ်။ဂျူနိုကအစောကတည်းကဘက်ကိုတက်ချင်စိတ်မရှိပေမဲ့မတော်တဆဖြစ်သွားရကြောင်းဝန်ခံလိုက်ပါတယ်။ ိနောက်တော့နှစ်ယောက်သားကအတူတူထွက်ပေါက်ကိုလာခဲ့ကြပြီးတော့သူတို့ကိုဝိုင်းထားတဲ့ကောင်းတွေကိုလည်းအတူတူရင်ဆိုင်ခဲ့ကြပါတယ်။တဖြည်းဖြည်းတိုးလာခဲ့တဲ့အကောင်ကြီးအတွက်ပြန်လာတော့သူတို့အပြင်းထန်တိုက်ခိုက်နေရတဲ့ချိန်မှာဆာရာကဘက်ကိုတက်တဲ့ဂျူနိုကိုလက်စားပြန်ချေခဲ့ပါတယ်။တီလောင်အထိဆာရာကမလုခဲ့ပေမဲ့ဂျူနိုရဲ့ခြေထောက်ကိုရေခဲခွဲဓာတ်နဲ့ထိုးဆိုက်ပြီးတော့သူ့တယောက်တည်းထွက်ပေါက်စီပြေးသွားခဲ့ပါတယ်။ဂျူနိုကတော့သူ့အနာကိုပက်လေရောက်လာတဲ့အကောင်တွေကိုခုခံပြီးတော့တေဆုံးသွားချိန်မှာဆာရာကတော့တယောက်တည်းလွန်မြောက်ခံနေဆဲဆဲဖြစ်လာခဲ့ပါတယ်။ ဇာရာကလေးချနေတဲ့သူ့ကိုယ်သူပြန်ပြီးတော့အားယူပြီးတော့အရှိကိုဆက်ပြီးတော့ရောက်တဲ့အခါမှာကြွပောက်ကိုရောက်ပြီးတော့ကားစီကိုအမြန်ပြေးလာခဲ့ပါတယ်။ကားကိုတွေ့တာနဲ့ဇာရာကအယံပြော်သွားပြီးတော့ချက်ချင်းမဲ့အိမ်ကိုပြန်လာခဲ့ပါတယ်။လမ်းတစ်လျှောက်မှာတည်ဆုံသွားခဲ့တဲ့တငယ်ချင်းတွေအတွက်ဇာရာကဝမ်းနဲ့ပက်လက်ဖြစ်နေတဲ့ချိန်မှာသူဘေးနာကဂျူနိုရဲ့ဝိညာဉ်ကရောက်လာပြီးတော့သူမကိုစူးစိုက်ပြီးတော့ကြည့်နေပါတယ်။ဇာရာလေးလက်သွားပြီးတော့အော်ရဲလိုက်ပါတယ်။တကယ်တော့ဖြစ်ပျက်သမျှကိစ္စတွေအလုံးကသူမတယောက်တည်းအိမ်မက်မက်နေခဲ့တာဖြစ်ပါတယ်။ အခုချိန်ထိဆာရာကဘယ်သူနဲ့မှမတွေ့ရသေးပဲနဲ့သူမကအရင်နေရာလေးတိုင်းပဲရှိနေသေးပါ။သူမရဲ့တည်ဆုံသွားတဲ့တမီးလေးကသူမရဲ့ဘေးမှာရှိနေပြီးတော့ဆာရာကလည်းလွတ်မြောက်ဖို့ကိုမကြိုးစားတော့ပဲနဲ့သူမရဲ့တမီးလေးနဲ့ပဲနေမယ်လို့ဆုံးဖြတ်ခဲ့ပါတယ်။အမှန်လက်တွေ့မှာတော့သူမတယောက်တည်းဒီလိုင်းကူထဲမှာကျရစ်သူဖြစ်နေခဲ့တာဖြစ်ရင်းနဲ့ပဲဇလန်လေးကိုအဆုံးသတ်ထားပါတယ်။